ဒေါ်နယ်ထရန့်ကမြမအပါဝင်ဆယ်နှစ်နိုင်ငံကိုပြည်ဝင်ခွင့်ပိတ်ခဲ့။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအမေရိကန်နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက်နိုင်ငံတချို့ကိုပြည်ဝင်ခွင့်ပိတ်လိုက်ပါတယ်။အင်ဖြူတော်ကအဲ့ဒီဥပဒေဟာဇွန်လ9ရက်အရှေ့ပိုင်းစံတော်ချိန်နနက်ဆယ်နှစ်သူညတနာရီကစတင်ပြီးအသက်ဝင်မယ်လို့ပြောကြားခဲ့ပါတယ်။ကမ္ဘာဖလားအိုလံပစ်ဒါမှမဟုတ်အခြားအားကစားပွဲကြီးတွေအတွက်ခီးသွလာတဲ့နိပြတွေနဲ့အာကစားသမားရဲ့ဆွေမျိုးတွေအပါအဝင်အာကစားသမားတွေကိုတော့ကင်းလွတ်ခွင့်ပြုထားပါဗျ။ ြည်ဝင်ခွင့်လုံးဝပိတ်ခံရတဲ့နိုင်ငံတွေထဲမှာမြန်မာအာဖဂန်နစ္စတန်ချက်ကွန်ဂိုအီဂွေဒိုရီယယ်ဂီနီအီရီထရီးယားဟေဒီအီရန်လိဗျားဆိုမာလီယာဆူဒန်နဲ့ယီမင်တို့ပါဝင်ပါတယ်ပြည်ဝင်ခွင့်တစိတ်တပိုင်းပိတ်ခံရတဲ့နိုင်ငံခုနှစ်ခုကဘူယုံဒီကျူဘာလာအိုစီယာလီယွန်ထိုဂိုတာခ်မင်နစ္စတန်နဲ့ဗင်နီဇွဲလားတို့ဖြစ်ပါတယ် အပြည့်အဝပိတ်ပင်ခံရတဲ့နိုင်ငံတွေဟာလုံခြုံရေးအပိုင်းမှာစစ်ဆေးမှုအားနေပြီးအမေရိကန်ပြည်ထောင်စုအတွက်အနေရအလုံများစေပါတယ်လို့အင်ဖြူတော်ကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်